ငယ်ကလည်းရင်မသိဉာဏ်နောင်တတရားရခြင်းရဲ့နံပါတ်1အကြောင်းကဘာလဲငယ်တုန်းကပညာမသိခဲ့လို့ရှိရင်ကြီးရင်နောင်တရတတ်တယ်ဟုတ်လားမှန်ပါဗျာငယ်ကလည်းရင်မသိပညာဥစ္စာမစုပစ္စည်းဥစ္စာရှာနိုင်တဲ့အရွယ်မှာပစ္စည်းဥစ္စာကိုမစုဆောင်ခဲ့ဘူးဆိုရင်လည်းပဲကြီးတော့နောင်တရတတ်တယ် ခန္ဓာကိုယ်ကြီးလာတော့စွန့်အင်းတွေကအကုန်လုံးရှုံရှုံကုန်ပြီဆုပ်ယုပ်ကုန်ပြီမရှာနိုင်တော့ဘူးမဖွေနိုင်တော့ဘူးအဲ့ဒီအချိန်မှာပစ္စည်းလက်မဲ့အဖြစ်ဖြင့်ဩငငယ်တုန်းကငါပစ္စည်းတွေတော့ရအောင်ရှာနိုင်ခဲ့တာပဲဒါပေမဲ့အဲ့ဓာတွေငါကောင်းကောင်းမွန်မွန်မစုမဆောင်ခဲ့တော့အခုဒီမှာပူလောင်နေရပြီဆင်းရဲနေရပြီဆိုပြီးတော့နောင်တရတတ်တယ် ငယ်ကလျင်မသင်ပညာဥစ္စာမစုဥစ္စာမစုလို့ပြောတာနော်ဥစ္စာမရှာလို့မပြောဘူးဟုတ်လားအေးဥစ္စာမစုရှာတာတဲ့စုတာကပိုပြီးတော့အရေးကြီးတယ်ဘလောက်ပဲရအောင်ရှာရှာမစုမဆောင်လို့ရှိရင်ဒုက္ခရောက်မှာပဲဟုတ်လားသုံးမယ်ဆိုရင်ရှာခြင်းတလောက်ရှာကိုအောင်သုံးလို့ရတာပဲဗျဟုတ်လား ဲ့ဒီတော့ကြီးတော့ပစ္စည်းဥစ္စာနဲ့ပတ်သက်တဲ့အယူအဆတစ်ခုကရှားနိုင်ဖို့တဲ့စုဆောင်းနိုင်ဖို့ကအရေးကြီးတယ်အဲ့လိုစကားလေးတွေကိုတိတိကျကျလေးနားလည်ရမယ်နော်အေးဒါကြောင့်ငယ်တုန်းကပညာမသင်ခဲ့ရင်နောင်တရမယ်ငယ်တုန်းကဥစ္စာမစုခဲ့ရင်ကြီးတော့နောင်တရမယ်ငယ်ကလျင်မသင်ပညာဥစ္စာမစုသူချစ်ကိုဖြစ်သူသက်သက်စား ူချစ်ကိုဖြစ်တဲ့နော်တပားသောသူတို့ရဲ့ချစ်ချင်းတရားတွေကို ပြက်ပြားစေတဲ့စကားမျိုးနော်ကိုပြောလိုက်လို့စီလုံးမှုတွေပြက်ပြားသွားတယ်ချစ်တဲ့သူနှုတ်ရဲ့အချစ်တွေခန်းချောက်သွားတယ်အဲ့ဒါကြောင့်သူတို့စိတ်ဆင်းရဲသွားကြတယ်အဲ့ဒါမျိုးတွေကိုလုတ်ခဲ့ဘူးမယ်ဆိုရင်ကြီးလာတော့နောင်တရတတ်တယ်တဲ့ဟုတ်လားကိုစကားကြောင့် လူသားအချင်းချင်းစီလုံးမှုမပြက်ပြားစေသင့်မှုဟုတ်လားမှန်ပါဗျာဒါကြောင့်လဲဆိုတော့စီလုံးမှုပြက်ပြားပြီးတော့အမုန်းတရားတွေပွားသွားတယ်ဆိုရင်အကုသိုလ်အင်မတန်ကြီးတယ်ကို့ကြောင့်သူတစ်ပါးအကုသိုလ်တွေအများကြီးကြီးသွားတာမို့လို့အဲ့ဒါနောင်တရစီတတ်တယ်ဟုတ်လားငယ်ကလျင်မသိပညာဥစ္စာမစုသူ့ချစ်ကိုဖြက်သူသက်သက်စာစားတဲ့ရဟင်းဒီဟင်းရွက်အသီးအနှံတွေအများကြီးရှိပါလဲခင်နဲ့ တနည်းအားဖြင့်ပန့်တကူအသားတွေဘာတွေလဲဝယ်စားမယ်ဆိုစားလို့ရပါလှဲ့ခင်နဲ့သူများအသက်ကိုကိုယ်တိုင်တတ်ပြီးတော့စားတာတနည်းအားဖြင့်ကို့ကြောင့် သူများ အသက်သေရတာကိုစားဖို့အတွက်ကိုပယောကမกินမဲနဲ့ပေါ့လေဟုတ်လားအေးအဲ့ဒါလို့သူများ အသက်ကိုသက်စားရင်လည်းပဲကြီးတော့နောင်တရတတ်တယ်ဒီခန္ဓာကိုတည်တံ့ရေးအတွက်ငါလုပ်ခဲ့တာဘာမှလည်းအနှစ်ရှိတာလည်းမဟုတ်ဖဲနဲ့ ဟုတ်လားအဲ့ဒါလိုကြီးတော့အတိကလေးတွေကလည်းရှိလာမှလေငငယ်ရွယ်ရွယ်အဲ့ဒါလိုတောင်းတောင်းချမ်းချမ်းအစားအသောက်အတွက်နဲ့ပါဏာတိပါဒမှုတွေအများကြီးပြုခဲ့ရင်နောင်တရတတ်တယ်ငယ်ကလျင်မသိပညာဥစ္စာမစုသူချစ်ကိုပြန်သူသက်သက်ဆံသူမရနိုင်ပြမတုံပြီဟောမိမတွေမတုကမတွေအများကြီးရှိပါလက်ကင်းနဲ့သူတော်ဘာပိုင်နဲ့မလွတ်မလပ်အမျိုးသမီးနဲ့မှာ ငါဒီလိုဖောက်ပြန်းမှုဖြစ်ရတယ်လို့ကြီးတော်နောင်တရတတ်တယ်မြို့သူကြီးဒီဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းပဲငါမှာကာမပိုင်းလျောင်ချမ်းရှိပါလက်ကင်နဲ့ငါသစ္စာတွေပြက်ခဲ့တယ်လို့ကြီးတော်နောင်တရတတ်တယ်ဒါကွာကိုချက်ပြီးတော့တွေးရမယ်နော်အဲ့ဒီကိစ္စကလည်းအင်မတန်ကြီးကျယ်တဲ့ကိစ္စကြီးတစ်ခုပဲဟုတ်လားအေးဒါကြောင့်လွန်ကျူးမိရင်နောင်တတွေနဲ့ပူပန်ရတတ်တယ်နော် သူချေကိုဖြတ်သူတတ္တသသူမယ၌ပြမတုံပြီပစ္စည်းရှိလျက်ဆိုးစီမလှူဟောပစ္စည်းဥစ္စာပြည်စုံမှာလှဲ့ခင်နဲ့လှူမယ်ဆိုရင်လှူနိုင်မှာလှဲ့ခင်နဲ့မလှူခဲ့ဘူးမပေးခဲ့ဘူးနှမျောခဲ့တယ်ဝန်တိုခဲ့တယ်ဒါကလည်းခက်တော့ခက်ကြီးပဲလှူနိုင်ဖို့အတွက်ပစ္စည်းဥစ္စာဘလောက်ရှိရမလဲလို့သတ်မှတ်ချက်ကတော့မရှိဘူးနော်ဘလောက်ရှိမှလှူရမယ်လို့သတ်မှတ်ချက်မရှိဘူး။နည်းနည်းရှိလေနည်းနည်းလေးတည်းကသာကိုလှူခြင်းရင်လှူလို့ရတာပဲ ကိုမလှခြင်းတော့အများကြီးရှိလဲလှလို့မရဘူးအဲ့တော့လှရေးတန်းရေးမှာပစ္စည်းဥစ္စာကအ धिक ကြတာမှန်ပေမဲ့လို့တရားတရားကပစ္စည်းဥစ္စာတဲ့ပူပြီးတော့အ धिक ကြတယ်သူမရှိရင်ဘာမှကိုမလှနိုင်ဘူး ပစ္စည်းမရှိပေမလို့တရားတရားရှိမယ်ဆိုရင်တော့ဟုတ်လားစွန်ကလေးတစ်စွန်ရေကလေးတစ်မှုတ်ဒီလောက်ကလေးကတော့လူတိုင်းပေးနိုင်တယ်နော်အေးဒါကြောင့်ပစ္စည်းရှိရနဲ့မလှူခဲ့လို့ရှိရင်ကြီးလာတော့ဩငါမယ်ကုသိုလ်ကောင်းမှုတွေလုတ်ခွင့်ကြုံရနဲ့ငါမလုတ်ခဲ့ဘူးငါမိုက်ခဲ့တာလို့နောင်တရတတ်တယ်တဲ့ ငေကလည်းရင်မသိပညာဥစ္စာမစုသူချစ်ကိုဖြတ်သူတသက်သာသူမရနိုင်ပြမတုံပြီပစ္စည်းရှိလည်းဆိုးစီမဲ့လူ၆မျိုးရှိသွားပြီနော်မွေးမြူမိဘမပြူကြနဲ့ဟုတ်လားမိဘနှစ်ပါးအသက်ထင်ရှားရှိပါလေကနဲ့ ကိုယ်ပေါ်မှာမေတ္တာအကြီးဆုံးဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကိုယ်ပေါ်မှာကျေးဇူးအကြီးဆုံးဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကိုကျေးဇူးတရားတုံ့ပြန်ရကောင်းမှမသိဘူးမေတ္တာတရားနဲ့တုံ့ပြန်ပြီးတော့ချစ်ရကောင်းမှမသိဘူးမိဘကိုမွေးခဲ့ရကျွေးခဲ့ရကောင်းမှပြုစုရကောင်းမှယူရကောင်းမှမသိခဲ့ဘူးဆိုရင်အဲ့ဒါမိဘတွေလည်းဆုံးမသွားပြီကိုကမိဘနေရာရောက်လာပြီအသက်တွေတဖြည်းဖြည်းကြီးလာပြီဘဝနောက်ကြောင်းလေးပြန်ပြီးတော့ကြည့်လိုက်တော့အော်ငါမိုက်ခဲ့တာ အမေဖေကိုလွန်းဆွတ်တန်းတပ်ပြီးတော့ငါဘာမှဝတရားမကြည်ခဲ့ဘူးဆိုပြီးတော့နောင်တတွေရလိမ့်မယ်တဲ့ဘယ်နှပါးရှိသွားပြီခုနှစ်ပါးရှိသွားပြီ ေပြီးတော့ကိုယ့်ရဲ့အုပ်ဆိုးတဲ့ဖခင်ကိုကလန်ကဆန်ပြန်ပြီးတော့လုခဲ့ရင်လည်းပဲအော်ငါဖခင်ကငါကိုလိမ်မာစေခြင်းလို့ဆုံးမတာငါကနားမထောင်ခဲ့ဘူးမထင်မဲ့မြင်ပြုတ်ခဲ့တယ်ဆိုပြီးတော့လည်းပဲနောင်တရတတ်တယ်တဲ့ဘယ်နှမျိုးရှိပြီတော့ရှစ်ချက်ရှိသွားပြီနော်မွေးမြူမိဘမပြူကြနဲ့ပညာရှိထံဤခံမမှအမျက်မကျင့်ဤဆယ်စင့်ငါကုကုမြောက်က ပညာရှိသူတော်ကောင်းတွေလောကရဲ့အကြောင်းဘဝရဲ့အကြောင်းနားလည်ကြတဲ့ပုဂ္ဂိုလ်တွေရှင်ရဲ့အကြောင်းချမ်းသာအကြောင်းကိုနားလည်ကြတဲ့သိကြတဲ့ပုဂ္ဂိုလ်တွေလောကကြီးမှာအများကြီးပဲရှိတယ် အဲ့ဒါတွေကိုဆင်းရဲကြောင်းကဘာလဲလို့မေးရကောင်းမှမြင်ရကောင်းမှမသိဘူး။ချမ်းသာကြောင်းကဘာလဲလို့မေးရမြင်ရကောင်းမှမသိဘူး။တန်ဆရာဆိုတာဘယ်လိုနိဗ္ဗာန်ဆိုတာဘယ်လိုထင်ရှားရှိနေတဲ့ဒီငြိမ်းချမ်းကြောင်းတရားတွေနဲ့သိနိုင်ခွင့်မြင်နိုင်ခွင့်ရှိနေတဲ့အခါမှာသိတဲ့မြင်တဲ့ပုံကိုယ်တွေရှိလဲရှိနေပါလှဲ့ခင်နဲ့ကိုမမေးခဲ့ဘူးနီးမခံခဲ့ဘူးမစူးစောင်းခဲ့ဘူးအဲ့ဒီပုံကိုယ်တွေရဲ့ထံမှာချင့်ကပ်ပြီးတော့တပြိမခံခဲ့ဘူး မန္တရနဲ့တင်းပြီးတော့ဟုတ်လားအသိဉာဏ်ဆိုတာတဦးစီကနဲ့တဦးစီးဆင်းသွားရတဲ့သဘောမျိုးရှိတာကိုဗျာဟုတ်လားစကလုံးတွေကနေတချင်အတိပဲဖွင့်ဆိုချက်တွေနဲ့နားလေကြရတာမဟုတ်လားအေးဒါကြောင့်ပညာရှိသူတွေကောင်းအသိအမြင်ရှုရှတော်မူကြတဲ့ကျေပြန့်တော်မူကြတဲ့ပုဂ္ဂိုလ်ကြီးတွေရှိပါလှခင်တဲ့ကိုကျိုးစည်းဝါအစ်စ်အမှန်ကိုမေးမြန်းရကောင်းမှမသိတပည့်ခံရကောင်းမှမသိတော့ကြီးတော့အဲ့ဒါဘာဖြစ်လဲဆိုတော့ တော်ရဲမှာကြွဲကန်းကြီးလျှောက်သွန်းနေသလိုမျိုးဘာတရားမှမသိဘာအကျိုးအကြောင်းမှမသိချမ်းသာအကြောင်းလည်းမသိဆင်းရဲအကြောင်းလည်းမသိဘာမှမသိဘဲနဲ့ရှင်ကန်းတော်တို့ပေါ့နော်အေးအဲ့ဒါလိုနဲ့မှားရွင်းတဲ့အလုပ်တွေကိုလုံမိတက်ပြီးတော့မှန်ကန်တဲ့အလုပ်တွေနဲ့လွဲချော်တက်ပြီးတော့နောင်တတွေနဲ့ပူရတတ်တယ်တဲ့သူကတော်တော်ကိုအရေးကြီးတယ်လို့ထင်တယ်ဗျနော်ဉာဏ်ရှိထံနိခမ်းမမှအမျက်မကျန်ဤဆယ်စင်းငါ နောက်ဆုံးတရားကတော့ငယ်ရွယ်တဲ့အချိန်ခန္ဓာကိုယ်ဆွမ်းအဉ္စွမ်းအစိတ်တ်ဆွမ်းအားတွေလည်းရှိသူတော်ကောင်းတရားကိုဘလို့ကျင့်ရတယ်ဆိုတဲ့နိလန်းတွေကိုလည်းပြည့်ပြည့်စုံစုံသိတယ်အားလုံးအယံသက်ဖြစ်နေခဲ့ပါလှဲ့ခင်တဲ့မြတ်သောအကျင့်ကိုအကြောင်းအမျိုးမျိုးကြောင့်မကျင့်မိဘူး မေတ္တာဟိအကြောင်းနေတော့မပြောတော့ဘူးဗျာအကြောင်းအမျိုးမျိုးအကြောင်းကတော့ဟုတ်လားအမျက်မကျင့်ရခြင်းရဲ့အကြောင်းအမျိုးမျိုးအကြောင်းကိုပြောမယ်ဆိုရင်တရားကတဏှာကြီးအတွင်းအဲ့ဒီအကြောင်းအမျိုးမျိုးတွေပြောနေတာ ਨੇ ပြီးတော့မှာမဟုတ်တော့ဟင်တရားမကျင့်နိုင်ခြင်းရဲ့အကြောင်းအမျိုးမျိုးတွေအများကြီးမရှိဘူးလားရှိတယ်အဲ့ဒါပါလဲဆိုတော့ကိုယ်အတွေးလေးနဲ့ကိုယ်အဟုတ်ကြီးမှန်နေအဲ့ဒါပဲတရားမကျင့်ခြင်းရဲ့အကြောင်းအမျိုးမျိုးကိုအကျဉ်းချုပ်လိုက်ရင်တခါကြီးရဲ့အဲ့ဒါပဲဗျကိုယ်အတွေးလေးတွေကိုကိုယ်အမှန်ထင်နေတာဟုတ်လား ကိုအတွေးကိုကိုအမှန်ထင်းနေတာဘုရားအစရှိတဲ့ပညာရှိသူတော်ကောင်းကြီးတွေကမြတ်သောခြင်းကိုကျင့်လို့သူတို့ကတော့မေတ္တာကရုဏာပြတ်ထမ်းပြီးတော့ပြောတော့ပြောတာပဲကိုလည်းကြားတော့ကြားတာပဲသိတော့သိတာပဲဒါပေမဲ့သူတို့ခိုင်းတာကသူတို့ခိုင်းတာကိုအကောင်အထည်ဖော်ပြတာများသလားကိုအတွေးတွေကခိုင်းတာတွေကိုအကောင်အထည်ဖော်ပြတာများလား အေးအတွေ့တွေကလည်းအမျိုးကိုစုံနေတာပဲလူအများကြီးရဲ့အတွေ့အကြုံပြောနေတယောက်တည်းရဲ့အတွေ့အကြုံအမျိုးမျိုးရှိလိမ့်မယ်ဟုတ်လားအဲ့ဒီအတွေ့ပေါင်းစုံတို့ရဲ့လှည့်စားချက်ဒံကိုမိပြီးတော့ခွန်အားတွေရှိတုန်းကမြတ်သောအကျင့်ကိုမကျင့်လိုက်မိဘူးတဲ့အဲ့ဒါအသက်ကြီးလာတော့အိုမင်းလာတော့ဒေဘောက်ဒေဝရောက်လာပြီဆိုတော့နောင်တတွေနဲ့ပူရတဲ့တဲ့နောင်တတရားဘယ်နှမျိုးလဲ၁၀မျိုး